မြတ်စွာဘုရားကခုနကရေနဲ့တပုတ်ကလွှဲရင်ကြံတဲ့ပစ္စည်းဝတ္ထုမှန်သမျှကို အကန့်ခံပြီးစားရမယ်ဆိုတဲ့ဒီသမတ်ချက်ရှိတော့ယတနာဘာပေါ်လာလဲဆိုတော့ဦးဇင်းတို့ဒတွေးတို့ပြင်းကြီးရဲ့ဂျင်းငယ်ရဲ့နှက်ကဲဒတွေးရဲ့မိမိခန္ဓာအင်းကထွက်နေအဲ့ဒီပစ္စည်းဝတ္ထုတွေနဲ့ပတ်သက်လို့ရှိရင်ဘယ်နဲ့လုံမလဲဒတွေးဆိုတာကပါဇက်ထဲရောက်ပြီတခါတည်းမျိုးမချမိဘူး ညှို့ချမ်းပြီးဘလူလန်ကတ်တယ်ဘယ်သူမှမကတ်ဘူးအဲ့ဒါကြောင့်နှက်ကတခါတလေအကြောင်းမကြီးညှို့လိုက်လို့ရှိရင်ဒီနှက်ကလည်းပါဇက်ထက်ရောက်မသွားဘူးလားဘလူလန်ကတ်လဲဘယ်သူမှမကတ်ဘူးကတ်မယ်လို့မရှိဘူးနော်ကျင်ငယ်တို့ကျင်ကြီးတို့အကြိမ်စားကျင်နေဆိုရင်ပေါ့နော် ဘယ်လို့စားမလဲလို့မင်းဆရာရှိတယ်။ဟောအိန္ဒိယဝန်ကြီးချုပ်တူဦးပေါ့ဟမ်ဖြေတော့ကဘာလဲမကြခင်ပေါ့လွန်ခဲ့တဲ့ဆလင်ကနေအတွင်းကနေတူပါတယ်နော်အစိုင်းအင်ကိစ္စယောဂကိုကျင်ငယ်ကိုပြန်တောက်ထန်နေပျောက်တယ်ဟောအရှင်မဥဒ္ဒနနဲ့တရင်သုံးဘုံဘုံတော်ကြီးတစ်ပါးဇပန်ခေတ်ကသူကတော်ကြောင့်တောင်မှသရောတဘာကိုသွားပြီးဦးကြီးဦးငယ်ပြုတ်နေတဲ့အကြောင်းသားလေးအဲ့ဒီတော်ရမှာခက်ဖြတ်ဖြစ်တော့ဆေးကလည်းမရှိဘူး မမဆင်းမြေမျိုးနဲ့ကုသိုလ်လေးဒီနှစ်ဖြားကမပြောင်းနိုင်ဘူးခေါင်းမှာသူပေးနေအကုန်ကျွတ်ကုန်နောက်တော့ဆင်းရဲဒုက္ခအကြံဉာဏ်ပေးတဲ့နဲ့မနေ့စောစောအိယာထားခဲ့ရင်ကိုကျင်ငယ်ကိုပြန်အတောင်ခိုင်းနေအဲ့ဒါနဲ့နှစ်ဖြားပြတ်သွားဒီကျင်ငယ်မှာလည်းအစွမ်းထက်တဲ့ဆေးတစ်မျိုးရှိပါတယ်နော်ဒါကြောင့်အဲ့ဒီကျင်ငယ်ကိုအဲ့ဒီလိုသုံးညင်ခဲ့တယ်ဆိုရင်ဘယ်နဲ့လုံးမလဲယဟန်တော်များအနေနဲ့နော် ပြင်းကြီးမြတ်စွာဘုရားမဟာဝိကတဆင်းအနေနဲ့ခွင့်ပြုထားပါတယ်တောထဲမှာနေတဲ့တောနီဟံမြံမွေကိုက်ခဲ့လို့ရှိရင်မြင်းကြီးရဲ့ပြာရဲ့ပြင်းကြီးရဲ့ပြင်းငယ်ရဲ့နော်ဒီလေးခုဆက်ပြီးတော့လုံးပြီးမျိုးချလိုက်လို့ရှိရင်ဒီမွေစိတ်ပြတယ်အဲ့ဒီမဟာဝိကတဆင်းမြတ်စွာဘုရားခွင့်ပြုထားတယ်နော်အဲ့ဒီလိုပေါ့အကြောင်းတစ်ခုခုကြောင့်ဒီသေဝါစတဲ့ပြဿနာပေါ်လာလို့သုံးဆွဲခြင်းခဲ့တယ်ဆိုရင်ဒီပစ္စည်းတွေကိုဘယ်လိုလုပ် ဘယ်လိုလုပ်မလဲအဲ့ဒါမှာကျင်ကြီးရဲ့ကျင်ငယ်ရဲ့နှက်ကဲတရွေးရဲ့အဲ့ဒီလေးခုဒီခန္ဓာအင်းကမကွာသေးရင်ညှို့ချခွင့်ရှိတယ်သုံးစွဲခွင့်ရှိခန္ဓာအင်းကကွာတော့ပြီဖြစ်ခင်မယ်ဆိုရင်တော့ပြန်ပြီးသုံးကျင်တယ်ဆိုရင်အကတ်ခံရတယ်